ော်တာရှင်တွေအားလုံးတာလီစွာပါ Development Media Group DMG ရဲ့2025ခုနှစ်ဇွန်လ26ရက်နေ့အတွက်တည်င်းအံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့အာရခပြည်တိဆောက်ရေးမှာမျိုးလူထုပအဝင်မှုမြင့်တင်ဖို့မျိုးကောင်းဆောင်တွေပြောတဲ့တည်င်းငါပြကြောင်တေဆုံးမှုမြင့်တက်နေတဲ့အမှာကျမ်းမာရေးစောင့်ရှောက်မှုအရေးတကြီးလိုအပ်နေတဲ့အကြောင်း တိုက်ပွဲပြင်းနေတဲ့နောင်ရှိုကို၃ရက်အတွင်းဘုံအလုံးရဲ့၄ရာကျော်နဲ့စစ်ကောင်စီတိုက်ခိုက်တဲ့သတင်းအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီစီစဉ်ကို ကျမဖြူဖြူအင်းနဲ့အတူပုံမဲအပူပေါင်းတင်ဆက်ပေးသွားမှာပါ။ပထမဆုံးအနေနဲ့အရခပြည်တဲ့ဆောင်းရင်မှာမျိုးလူထုပါဝင်မြင့်တင်မှုမျိုးကောင်းဆောင်တွေပြောတဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်။အရခပြည်တဲ့ဆောင်းရဲ့အခန်းကဏ္ဍမှာ မျိုးလူမျိုးပူပေါင်းပါဝင်မှုမြင့်တင်မှုနဲ့အရခပြည်သူတော်လှန်ရေးအစိုးရရဲ့ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကိုတိကျစွာလိုက်နာကြဖို့မြို့ကောင်းဆောင်တွေကပြောဆိုလိုက်ပါတယ်အမျိုးသားအဆင့်မျိုးလူမျိုးစုကောင်းဆောင်တွေတွေ့ဆုံပွဲတရက်ကိုမောင်တော်မြို့နယ်မှာဇွန်လ9ရက်က9ရက်နေ့အထိပြုလုပ်ခဲ့တာပါ။ဆွေးနွေးပွဲကိုကြောက်တော်ပုံတော်ကျောင်းဘူးတိတောင်နဲ့မောင်တော်မြို့နယ်တွေကမျိုးလူမျိုးကောင်းဆောင်တွေအမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေဘာသာရေးကောင်းဆောင်တွေနဲ့မျိုးလူငယ်ကောင်းဆောင်တွေစုစုပေါင်း100လောက်တက်ရောက်ခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီဆွေးနွေးပွဲမှာမျိုးလူမျိုးစုရဲ့အမျိုးသားစေလုံးညီနေရေးနဲ့အနာဂတ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက်မျိုးသားအဆင့်သဘောတူညီချက်15ချက်ကိုဆုံးဖြတ်ချက်ချခဲ့တယ်လို့သိရပါဗျ။အာရခပြည်တခြားရဲ့အခွင့်အရေးမှာမျိုးလူထုပါဝင်မြင့်တင်ရင် အာရခပြည်သူတော်လှန်ရေးအစိုးရကပြဋ္ဌာန်းထားတဲ့ဥပဒေတွေကိုလိုက်နိုင်ရေးပြည်ညာရေးအခွင့်အရေးမှာအမျိုးသားအမျိုးသမီးတန်းတူမျှတမှုရှိရေးမတူကွဲပြားမှုဆိုင်ရာဖြစ်တင်မှုကို နားလည်တံပိုးထားပြီးခွဲခြားဆက်ဆံမှုမပြုရေးစတဲ့အချက်တွေကိုသဘောတူရှာမှတ်ခဲ့ကြပါဗျ။ ဆက်လက်ပြီးတော့ငှက်ပြကြောင်တည်ဆုံမှုမြင့်တက်နေတဲ့အမ်းမှာကျမရေးဆောင်ရှုံးမှုအရေးတကြီးလိုအပ်နေတဲ့သတင်းကိုလည်းတင်ဆက်ပေးရှင်ပါတယ်။ရခိုင်ပြည်အမျိုးနယ်အတွင်းကစစ်ဘေးရှောင်တွေဟာငှက်ပြဖြစ်ပွားမှုမြင့်တက်နေပြီးတော့တည်ဆုံသူတွေလည်းရှိလာတာကြောင့်အရေးပေါ်ကျမရေးဆောင်ရှုံးမှုအကူအညီလိုအပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီနဲ့အာရခတပ်တော်တို့တိုက်ပွဲတွေကြောင့်အမျိုးနယ်အတွင်းစစ်ဘေးရှောင်ဥယျာဉ်2000ခန့်ရှိပြီးတော့ အခုနှစ်ဇွန်လအတွင်းငပြားရိုးကကြောင့်ကလင်းငယ်တွေအပါအဝင်တေဆုံသူ15ဦးထက်မနည်းရှိလာတယ်လို့အန်ဒီတခန်အမျိုးသားတဦးကပြောပါတယ်။ရခိုင်ရိုးမှတောင်ရှင်နဲ့နိကက်စွာတည်ရှိနေတဲ့အမျိုးတွေက စပေးဆောင်တွေဟာအမောကမလုံခြုံတာချင်းထောင်မရှိတာမောဥကာလမှာချင်းပေါက်ပွားမှုမြင့်တက်တာတွေကြောင့်ငပြားဖြစ်ပွားမှုဟာလည်းမြင့်တက်လာနေတာပါ။ဒီလိုငပြားဖြစ်ပေါ်မှုမြင့်တက်နေပေမဲ့အမျိုးနယ်အတွင်းကစစ်ဘေးရှောင်တွေဟာကြမ်းမာရေးလက်လှမ်းမှုဖို့အခက်အခဲရှိနေကြတယ်လို့သိရပါဗျ။ တိုးတောင်တွေကျမှနေထိုင်ကြရတဲ့အမျိုးနယ်အတွင်းကစစ်ဘေးရှောင်တွေဟာဆောင်းဝက်နေရဲ့အခက်အခဲအပြင် ကျမရေးပြဿနာတွေကိုရင်ဆိုင်လာရတာကြောင့်အရက်ခပြည်သူအစိုးရအနေနဲ့ကျမရေးစောင့်ရှောက်မှုတွေကိုအမြန်ဆုံးပေးနိုင်ရေးစစ်ဘေးရှောင်တွေကမျှော်လင့်နေကြပါတယ်။တရင်းတို့ဆက်လက်တင်ဆက်ပေးနေပါတယ်။တိုက်ပွဲပြင်းထန်နေတဲ့နောက်ဆိုကို၃ရက်အတွင်းဘုံအလုံးကြီး၄၀၀ကျော်နဲ့စက်ကောက်စီတိုက်ခိုက်တဲ့တဲ့တင်ကိုလည်းတင်ဆက်ပေးပါပါ။ တိုက်ပွဲပြင်းထန်နေတဲ့နောက်ဆိုမြို့နယ်ကိုလေကြောင်းဒရုန်းတို့နဲ့၃ရက်အတွင်းဘုံအလုံးရင်စုစုပေါင်း425လုံးနဲ့လက်လက်ကြီး226လုံးကိုစစ်ကောင်စီကပြက်ခတ်တိုက်ခိုက်ခဲ့တယ်လို့တအန်းတက်တရန်လေကသတင်းထုတ်ပြန်ပါတယ်။နောင်လက်ပံကုန်းရွှေသွန်းမျက်ရှိနုလုံစုံကုန်းတာအုံမတီဆမဆေရွာတိုက်ပွဲမှာစစ်ကောင်စီကဇော်လတ်24ရက်တရက်ထဲမှာပဲလေကြောင်းနဲ့ဘုံအလုံးရီ130ဒရုန်းနဲ့ဘုံအလုံး60နဲ့လက်နက်ကြီး53လုံးပြက်ခတ်တိုက်ခိုက်ခဲ့တာပါ။ ဇော်လ25ရက်နောင်အိုးတိုက်ပွဲမှာလည်းစစ်ကောင်စီကလေကြောင်းနဲ့ဘုံ42လုံးဒရုန်းနဲ့ဘုံ21လုံးနဲ့လက်နက်ကြီး18လုံးထိပြက်ကူတိုက်ခတ်ခဲ့တယ်လို့ DNL ကဆိုထားပါတယ်။ဒီကနေ့အုံမတိနဲ့ဆမ်မတ်စစ်ကြီးရတိုက်ပွဲမှာလည်းဒရုန်းနဲ့ဘုံ39လုံးချက်ချက်တိုက်ခတ်ခဲ့တဲ့အပြင်လုံဆိုးရွာတိုက်ပွဲမှာလည်းလေကြောင်းနဲ့ဘုံ48လုံးလက်နက်ကြီး32လုံးတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။ဇော်လ23ရက်ကလည်းနောက်ဆုံးမြို့နယ်တိုက်ပွဲအတွင်းမှာရှိတဲ့စက်ကောင်စီကလက်နက်ကြီး122လုံးနဲ့လေကြောင်းကနေဘုံ58လုံးချေချတိုက်ခဲ့တယ်လို့သိရပါဗျ။ နောက်ဆုံးကိုပြန်ရရေးအတွက်စက်ကောင်စီကမြေပြင်အင်အားအလုံးအင်းနဲ့ထိုးဆက်ဆင်နေပြီးလေကြောင်းလက်နက်ကြီးပြက်ကူတနေလဲပြင်းပြထန်ထန်တိုက်ခတ်နေတာကြောင့်ပြည်သူတွေအနေနဲ့တတိထားကြဖို့နဲ့လေကြောင်းရကာကွယ်ရေးဆိုင်ရာနေလန်းတွေကိုလိုက်နာကြဖို့ထင်တယ်လေကအဆက်မပြတ်တိုက်တွန်းနေပါတယ်ခင်ဗျာနောက်ထပ်တစ်ပုတ်အနေနဲ့မိုးကုံမြို့ကိုစစ်ကောင်စီဘုံကျဲမှုကြောင့်ကလင်းငယ်တို့အပါအဝင် ပြည်သူနှုတ်ထိခိုက်ဒဏ်ရာရတဲ့အကြောင်းကိုလည်းတင်ဆက်ပေးမှာပါ TNL လည်းတင်ပိုက်ထားတဲ့ မန္တလေးတိုင်းမိုးကုံမြို့ကအုံကိုင်းကွက်တက်ကိုစစ်ကောင်စီကညအရှိန်လေရင်နဲ့ဘုံကျေရှာခဲ့တာကြောင့်ကလင်းငယ်တူဦးအပါဝင်ပြည်သူလူထိခိုက်ဒဏ်ရာရရှိခဲ့ပြီးခုံကြီးကျောင်းနဲ့နေအိမ်တွေပျက်စီးသွားတယ်လို့တန်တက် DNL ကထုတ်ပြန်ပါတယ်။မန္တလေးတိုင်းမိုးကုံမြို့အရှေ့ပိုင်းအုံကိုင်းဘုံကြီးကျောင်းအနီးကိုဇွန်လ25ရက်နေ့ည7:00နာရီ73မိနစ်မှာစစ်ကောင်စီတပ်ကကျဲလေရင်နဲ့ဘုံတလုံးကျေရှာတိုက်ခိုက်ခဲ့တဲ့အတွက် ။အုံဂိုင်းကွဲတက်ကနေအိမ်ကားတွေပြက်စီးခဲ့ပြီးတော့အုံဂိုင်းဘုံကြီးเจ้าမှာလည်းမျက်နှာကျက်ပြိုကျပြီးဆွမ်းဆဆောင်ပြက်စီးတော့တယ်လို့သိရပါတယ်။အဲ့ဒီဘုံကျဲမှုအတွင်းကလင်းငယ်တဦးနဲ့အမျိုးသားတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်ငါးလုံးနဲ့ကားတွေလည်းပြက်စီးတော့တယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ဟာမိုးကုံမြို့ကိုဆုံးရှုံးခဲ့ရပြီးနောက်လင်းရဲနဲ့ဘုံကျဲတိုက်ခိုက်မှုတွေမကြာခဏလှုပ်ဆောင်နေပါတယ်။နောက်ဆုံးတဲ့ပုတ်အနေနဲ့နိုင်ငံတကာသတင်းတပုတ်ကိုတင်ဆက်ပေးမှာပါ။ မြန်မာစစ်တပ်ထံရောက်လာမဲ့လက်နက်သုံးပုဒ်တပုံစာအတွက်ငွေကြေးစီစဉ်မှုကိုဖြတ်တောက်ထားတယ်လို့ကုလသမဂ္ဂပြောတဲ့သတင်းကိုတင်ဆက်ပေးမှာပါစကောက်စီစီကိုစီစဉ်လာမဲ့လက်နက်သုံးပုံတပုံစာကိုနိုင်ငံတကာငွေကြေးလမ်းကြောင်းတွေကနေတဆင့်ဖျက်တောက်ထားနိုင်ပြီလို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအခွင့်အရေးအထူးကိုယ်စားလှယ် Mr. Thon Andrew ကကုလသမဂ္ဂရုံးဆိုင်ရာဂျနီဘာမြို့မှာမနေ့ကဇွန်လ25ရက်နေ့မှာပြုလုပ်တဲ့59ကြိမ်မြောက်လူခွင့်ရေးကောက်စီအစည်းအဝေးမှာပြောဆိုလိုက်ပါတယ်။ မြန်မာစစ်တပ်ကိုလက်လက်စီစဉ်မှုဖြစ်တော့ရင်းနဲ့60ရာခိုင်နှုန်းကိုစင်ကာပူတနိုင်ငံတဲကနေဆောင်ရွက်ပေးခဲ့တာဖြစ်ပြီးထိုင်းရဲ့ဘန်ကောက်ဘန်ကလည်းစစ်ကောင်စီရဲ့မြန်မာစီးပွားရေးဘဏ်နဲ့ငွေကြေးဆိုင်ရာရှိတ်ဆက်ဆောင်ရွက်တာတွေကိုရန်နာခဲ့တာကြောင့်အခုလိုလက်လက်စီစဉ်မှုရှော့ချနိုင်ခဲ့တာလို့သူကထောက်ပြပါတယ်။တစ်ဖက်မှာလည်းမြန်မာလူခွင့်ရဲ့အကူအညီပေးရတဲ့အတွက်ရမငွေလိုအပ်နေပြီးစစ်နဲ့ရာခိုင်နှုန်းသာကူညီရရှိနေတယ်လို့သိရတာပါ။ ဒါဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရာထူးယူခဲ့ပြီးနောက်နိုင်ငံတကာအကူအညီမှုတွေကိုဖျက်တောက်ခဲ့ရကနေတည်ရောက်မှုရှိလာတာဖြစ်ပြီးတော့2024မှာ30ရာခိုင်နှုန်းအထိရရှိခဲ့ပေမဲ့2025ခုနှစ်မှာတော့900ရာခိုင်နှုန်းပဲကျန်ရှိတော့တယ်လို့ထောက်ပြထားပါတယ်ခင်ဗျာဒီကနေ့သတင်းတန်ထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ပါတယ်ရခိုင်ပြည်အတွင်းသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းနေဆိုရင်တော့အပေါင်း669 839 6633ကိုလုံခြုံစိုက်ရှောက်စွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့အထိနေ့စဉ်ည8:00နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့တင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။